Hello အားလုံးပဲမင်္ဂလာပါအခုလိုနွေရာသီမှာထမင်းအရန်စားလို့ကောင်းမယ်ရာသီပေါ်ငားနဲ့မကြီးရွက်နဲ့ချင်းဆက်ကလေးချက်ပြီးတော့စားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စင်းတဲ့လူလိုက်ပြီးစားလိုက်ကြအောင်เนาะလုံးဝဒီမှာပူပူလေးပေါ့เนาะဒီမှာဒါကတော့ငားကောင်းငားကောင်းလဲစားမယ် ကဲအရင်ဆုံးအနေနဲ့ဈေးရဝယ်လာတဲ့ငချင်းလေးတွေကိုတန့်စင်ပြီးတော့ကြာတော့အခုလိုစနုံးမုံလေးရယ်ပြီးရင်အရာတာမုံလေးရယ်နဲ့အတူအရာတာနှဲ့ပြီးတော့ကြာတော့နှက်ထားပေးပါမယ်ပြီးသွားရင်တော့စပီချက်ဖို့အတွက်စီပူတဲကိုကျွန်တော်စတို့စက်သွန်ဤနဲ့စက်သွန်ပြူနဲ့ဒနုပ်ပေါက်ထားတဲ့လေးတွေကိုထည့်ပြီးတော့ကြာတော့စီတက်ပေးပါမယ်နံလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျွတ်စစ်တို့ခန်းကျင်သည်ပေါ့နော်တစ်လုံးလောက်ထည့်လိုက်ပါမယ်ပြီးသွားရင်တော့ကျွတ်စစ်ကအယောင်ကျင်မုံအနုမုံလေးထည့်ပေးလိုက်ပါမယ် ခံကျင်သည်ဤပြီးတော့ကြတော့ဂျော့စစ်တို့စီပေါက်လာသည်အထိလုံးပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ဂျော့စစ်ကငရုတ်တီအချမ်းပတ်ကလေးထည့်ပေးလိုက်ပါမယ်ဆက်ဆက်ကလေးစားကြတာမလို့ဂျော့စစ်ကတော့ဒီမှာငရုတ်တီအချမ်းပတ်များများလေးထည့်ပေးလိုက်တယ်ပေါ့နော်ပြီးရင်ငရုတ်တီနံလေးတွေမှုေးလာသည်အထိလုံးပေးလိုက်ပါမယ်ကဲအခုလိုမျိုးဒီခန်းကျင်ဒီဤပြီးတော့ပေါ့နော်ငရုတ်သီးနှံလေးလည်းမွေးလာရင်နေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ရှေ့မှာကျွန်စစ်တို့အရသာနှက်ထားတဲ့ငချင်းကိုထည့်ပေးပါမယ်။ဒီငားနဲ့ပြီးသွားရင်ဒီအနှစ်နဲ့ပေါ့နော်ငရုတ်သီးအနှစ်နဲ့အားလုံးနှက်သွားအောင်တေချာလေးလုံးပေးလိုက်ပါမယ်။ ကဲအခုလိုမျိုးအားလုံးနဲ့တော့အောင်တေချာလေးလုံးပေးပြီးတော့ကြတော့ဇစစ်တို့နည်းနည်းစီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ဇစစ်ကရေလေးနှဲငယ်ထည့်ပေးလိုက်ပါမယ်။ကဲအခုလိုမျိုးစီပေါက်လာပြီဆိုလို့ရှိရင်တော့ဇစစ်နောက်ဆုံးမှမကြီးရွက်ကလေးတွေအုပ်လိုက်မယ်ပေါ့နော်။ပြီးရင်တော့ဒီမကြီးရွက်နဲ့ငားနဲ့ပေါ့နော်အားလုံးနဲ့တော့အောင်တေချာလေးလုံးပေးလိုက်မယ်။ဒီညမှာတော့ဇစစ်တို့အရသာတခါတည်းမြည်ပြီးတော့ပေါ့နော်ကိုလိုတဲ့အရသာလေးပါထပ်ပြီးတော့ကြတော့ဆက်လို့ရပါတယ်။ ကဲအခုလိုမျိုးငါးနဲ့မကြီးရနဲ့အားလုံးနှက်သွားအောင်လုံးပေးပြီးသွားရင်တော့မကြီးရကျက်သွားအောင်ပေါ့နော်ကျော်စစ်ကရေနွေးလေးအနှဲငယ်ထည့်ပေးလိုက်ပါမယ်ကဲနောက်ဆုံးကျော်စစ်တို့အခုလိုမျိုးပေါ့နော်ပွက်ပွက်ဆူလာတဲ့အနေထားလေးကိုရောက်ပြီးတော့ကြတော့အရသာလည်းကြိုက်ပြီးဆိုတဲ့အနေထားလေးရောက်ပြီးဆိုလို့ရှိရင်တော့ကျော်စစ်တို့ဒါငါးနဲ့မကြီးရနဲ့ချင်းဆက်ချက်ကလေးရပါပြီလကူရိုးရှင်းတာမို့ဒါမျိုးလေးချက်စာကြည့်ပါနော်အခုလိုနွေရာဒီမှာဆိုလို့ရှိရင်လည်းထမင်းအယမ်းမြိန်ပါတယ် ာဒါရာဒီပေါ်ပေါ့နော်ဒီမှာမကြီးရွက်မကြီးရွက်နဲ့ဒီမှာငခြင်းလေးနဲ့ပေါ့နော်ချက်ပြီးတော့ကြတော့စားမှာတစ်ခွက်ထဲနဲ့ပေါ့နော်ထမင်းမြင်မြင်စားမှာပါအိုးဒီမှာပူပူလေးပေါ့နော်လုံးဝပူပူဆူဆူဒါစကားကြနှဲစားလေးရအောင်ဒီလိုအရေလေးနဲ့ပေါ့နော်အရေလေးနဲ့ဆက်လိုက်တယ်ခဏနော်လုံးဝဒီမှာပူပူလေးပေါ့နော်ဒါလေးအရင်ဆုံးနှဲလိုက်ပါအောင်မယ်โอ้แกအရင်ဆုံးစပြီးကြွေးပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျာ တခွက်ထက်နဲ့ချင်ဆက်ချိုအရသာအပြည့်ဆုံးပေါ့နော်ငါကလည်းချိုတယ်လုံးဝမကျွရကကြတော့ကြတော့ချင်းချင်းလေးနဲ့ဟိုကျတို့ဒီမြေဥတီရဆက်ဆက်ကလေးနဲ့ဆိုတော့ကြတော့တခွက်ထက်နဲ့အရသာအယမ်းမြင်နေပေါ့နော်ဒါမျိုးလေးချက်စားကြည့်ပါ စကားဒါတစ်ခွက်ကောင်းတာမျိုးလေးစားရကြိုက်တယ်ပေါ့နော်။အင်းနေရာမကြည့်ရကိုအရသာလေးခံမစားကြလို့တခြားဘာမှကိုထပ်ပြီးချက်မထားဘူးပေါ့နော်။အင်းဒီမှာဒါတော့ငါးကောင်းငါးကောင်းလဲစားမယ်။ကျွန်တော် share ပေါ့နော်။တက်နေရာလဲချိုးတယ်။อืม မကြီးရက်ကဒီငါးဟောတာကလောင်တင်သေးရဝယ်တာပေါ့နော်မကြီးရက်က30ဘုံငါး60ဘုံอืมอืมแล้วก็ชูเนี่ยแหละ ังผมอย่าเดียวมอืม အဲ့လိုလေအရန်ကောင်းနေပေါ့နော်ဒီနေ့ကျော်စစ်ကက်ဘလော်လေးကတော့ဒါအိမ်မှာပေါ့နော်ဒီမကြီးရက်အရန်စားချက်နေရဒီမကြီးရက်နဲ့ဒီငချင်းလေးနဲ့ပေါ့နော်ချင်းချင်းဆက်ဆက်ကလေးချက်ပြီးတော့ကြတော့စားပြစ်တယ်အခုကျော်စစ်ထမင်းလေးနည်းနည်းထပ်ပြီးတော့ကြတော့ကြတော့ဒီမှာထပ်ပြီးစားလိုက်အောင်ပဲပေါ့နော်အားကြီးလည်းရှိသေးရဲ့အဲ့တော့နောက်ဘလော်ဒီမှာပြန်ပြီးကျော်စစ်နဲ့အတူတွေ့ဆုံကြပါမယ်ခင်ဗျာဒါမျိုးလေးဆက်စားကြည့်ဖို့ဝင်မြပေးပါတယ်အားလုံးပဲတက်တာပါ